တို့ကျမရှင်များအားလုံးမင်္ဂလာပါရှင်ဒီနေ့9ရက်5လ25ပေါ့နော်ဒီကနေ့ညနေခင်းအတွက်ပါနော်မနက်ကတော့6:00ပြည်တော့9:00ထွက်သွားတယ်ပေါ့နော်ဒါဆိုရင်အခုထိတ်ကလေးကိုအရင်ဆုံးကြည့်ကြမယ်နော်ဒီမှာရှိတဲ့6လေးနှလုံးပေါင်းမယ်3ည အဝါငါနခကုတုံညာငါခေါ်ပေါ့နော်ဒါထိပ်စီတုံးလုံးပါဒါဆိုရင်ညနေချင်းထွက်တဲ့ကဏ္ဍလေးကိုကြည့်မယ်ဒီမှာပေါ့နော်တုံညာထိပ်စီဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာတုံညာငါခေါ်မှာတုံညာထိပ်စီတစ်လုံးဆင်းထားတယ်နော် ဒါဆိုရင်ဆက်သွားပါမယ်ဒီမှာနဲ့ဒီမှာကို2 6ခုနှလုံးပေါင်းတော့1ပါဝါ6နက္ခတ်ရှိ168ပေါ့နော်ဒါကလည်းထိပ်စီး၃လုံးပါဒါဆိုရင်ထပ်ကနန်းလေးကိုကြည့်ရအောင်ဒီမှာ6ထိပ်ဆိုတဲ့တကြောင်မလို့168မှာဒီမှာ6ထိပ်စီးဆိုပြီးတော့နှလုံးစင်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီကဒီမှာရှိတာ6ဒီမှာရှိတာ3 63နှလုံးပေါင်းတော့ပေါင်းခြင်း9ပါဝါ4နက္ခတ်6 6 6ဆိုပြီးတော့ထိပ်စီးကပေါင်းပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာတို့အခု break လေးကိုစပြီးတော့သွားမယ်နော် ဘရိတ်ကိုသွားပါမယ်ဘရိတ်ကကြတော့ဒီမှာရှိတဲ့၃ညဒီမှာရှိတဲ့ခွန်ပေါ့နော်၃ညခွန်နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ပါဝါနှစ်နက္ခတ်၃ညခွန်နှစ်၃ညဘရိတ်တွေပေါ့နော်ဒါဆိုလို့ရှိရင် သွားပါမယ်ဒီမှာပေါ့နော်ထွက်ကနန်းက3ည3ညနှလုံးပေါင်းတော့ပေါင်းခြင်း၃ည၃ညဗရိတ်ပေါ့เนาะဒါဆိုရင်ခွန်နှစ်၃ညမှာဒီမှာသူက၃ညဗရိတ်ဆိုပြီးတော့ဆင်းသွားတယ်เนาะဒါဆိုဆက်သွားမယ်ဒီမှာ၃ညဒီမှာ၃၃ည၃နဲ့နှလုံးပေါင်းเนาะပေါင်းခြင်းက၃ညတယ်ပါဝါက၈နှက်ခတ်က၅၃၅ဗရိတ်ဆိုပြီးတော့ဗရိတ်က၃လုံးရထားတယ်ပေါ့เนาะဒါဆိုရင်နည်းနည်းလေးပြောလိုက်မယ်เนาะနောက်ကြောင့်ဒီမှာဆိုလို့က၆၉နှလုံးပေါင်းတော့၅၅ဗရိတ်ပေါ့เนาะ 35ပါးမှ5ပြိပ်ပါဒါဆိုရင်6ရှစ်နှလုံးပေါင်းတော့ခွန်ပါဝါနဲ့နခတ်တုံညာပေါ့နော်ခွန်နဲ့တုံညာပြိပ်ဆိုပြီးတော့ရထားပါတယ်နော်ဒါဆိုရင်အခုရထားတဲ့ခဏလေးတွေကိုတွေ့ကြည့်အောင်နော်6ထိပ်၄ထိပ်6ထိပ်ပေါ့နော်6လေး6ပါခုနှစ်ပြိတ်ကိုအရင်သွားမယ်6ရှစ် 4 3 6တဲ့ပေါ့နော်ဒါကတော့ခုနှစ်ပရိတ်ပါနှစ်ပရိတ်ကိုသွားမဆိုရင်9ဆိုရင်3 4ဆိုရင်8 6ဆိုရင်6ပေါ့နော်နှစ်ပရိတ်နော်သုံးညပရိတ်ဆိုတော့9 1 4 6 6 4ပေါ့နော်သုံးညပရိတ်ပါနော်ဒါဆိုရင်ပရိတ်ကတော့သုံးညပရိတ်ပေါ့နော်ပွားမူရဆိုရင်မသုံးညပရိတ်အားသာနေတယ်သုံးညပရိတ်ကို9ထိတ်နဲ့၄ထိတ်နဲ့9ထိတ်နဲ့ တုံညပရိမာကိုထင်းနဲ့လေးထင်းနဲ့သတိနောက်ပါပေါ့နော်အဲ့တော့၆၄၆အကနဲ့ထဲတဲ့ကြောင့်မလို့ကြိုက်ပါတယ်နော်ဒါကတော့ညီမတို့တော်ဆက်တာချင်းဖြစ်တာပါဘိုးတို့မတို့ကကြိုက်တယ်မချင်တဲ့တော့လိုက်ပြီးတော့ကြားကြပါနော်အားလုံးမညီညီကိမကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးမကျေးဇူးတင်ပါတယ်ရှင်